ခင်မွန်းဖြစ်သူရဲ့အရှိန်အဝါကြောင့်ပြိတက်တွေစီကဝိုင်းပြောခြင်းခံနေရတဲ့နေတိုးရဲ့ဇနီးတဲ့တဲစုမျက်ရွှေကဲပြိတက်ကြီးတို့ရေပြိတက်တွေရဲ့ရင်ကိုခွဲပြီးအားလုံးကို surprise တိုက်သွားသူကတော့ academy မင်းသားတလက်ဖြစ်သူ နေတိုးပဲဖြစ်ပါတယ်နေတိုးလို့ပြောလိုက်ရင်ကလေးအစလူကြီးအစုံမသိသူမရှိလောက်မြန်မာတိုင်းနိုင်ငံလုံးရဲ့အားပေးမှုကိုကြီးကြီးကျယ်ကျယ်သိမ့်ပိုက်ထားနိုင်သူလို့ပြောရမှာပါ အားလုံးသိခဲ့ကြတဲ့အတိုင်းရခိုင်မင်းသားကြီးတယောက်ဖြစ်တဲ့နေတူဟာအမှုပညာတွေကိုသာဒီဇိုင်းမမတ်လုပ်ခဲ့ပေမဲ့လူပြိုကြီးလုပ်ပြီးဘဝကိုဖျက်ဆီးသွားမယ်လို့ထင်နေတုန်းမှာပဲနေတူကတော့ပြိတက်တွေအားလုံးကို surprise တိုက်ခဲ့တာပဲဖြစ်ပါတယ်။နေတူဟာအကယ်ဒမီရွှေစင်ရုပ်ထုပေါင်းများစွာကိုတနေပြီးတနေမတူညီတဲ့ character တွေနဲ့ဆူရခဲ့တယ်ဆိုတဲ့အတိုင်းမင်းသားနေတူရဲ့အရှိန်အဝါတည်တည်မမဟုတ်မနေခဲ့ပါဘူး။အခုအချိန်မှာဆိုရင်လည်းတူဦးတဲတော်သားလေးဖြစ်တဲ့ဂုံချိန်တိုးလေးကိုမွေးဖွားထားခဲ့တယ်လို့တနိုင်ငံလုံးကလည်းအကျစ်ပိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ ီတူရဲ့ဇနီးဖြစ်သူတဲစုမျက်ရွှေကတော့ရခိုင်မျိုးသမီးတယောက်ဖြစ်ပေမဲ့လည်းသူနီးသူဟန်နဲ့နန်းဆန်သူဖြစ်နေခဲ့တာကြောင့်ပရိသတ်တွေကလက်မခံခြင်းပဲသူတို့ရဲ့မင်းသားကြီးကိုပေးခဲ့ရတာလို့ပြောရမှာပါဒါပေမဲ့လည်းနေတိုကတော့သူကိုယ်တိုင်လက်ထပ်ယူထားရတဲ့အမျိုးသမီးကိုဇနီးတဲ့ဆိုတဲ့နေရာမှာတင်မထားပဲမင်းသားတယောက်ရဲ့ဇနီးဖြစ်တာကြောင့်သူလည်းမင်းသမီးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့အမှုပညာအလုပ်တွေကိုလက်တွဲခေါ်နေခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့်တဲစုမျက်ရွှေဟာနေတုံးနဲ့အတူတူကြော်ညာတွေကိုရိုက်ကူးခွင့်ရနိုင်ခဲ့တယ်လို့မင်းသားကြီးတယောက်ရဲ့လမ်းညွှန်မှုတွေတင်ကြားပြသမှုတွေကိုအနီးကပ်လက်ခံရရှိနေတာပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့ခင်မွန်းတဲ့သဘောတူသမျှအရာအလုံးကိုလလန်းမိသလောက်လှုပ်ချင်သလုံးနီတိုးအတွက်လည်းပါရမီဖြည့်ဘက်ကောင်းတယောက်ဖြစ်ချင်တယ်ဆိုတဲ့စိတ်တစ်ခုသာရှိနေခဲ့ပါတယ်။ဒါကြောင့်ပဲခဏခဏဆိုသလိုမိသားစုကြောင်ညာတွေကလေးပစ္စည်းကြောင်ညာတွေမှာဂုံရှိန်တိုးနဲ့ဇနီးတွေကိုပါနီတိုးနဲ့အတူတူတွဲမြင်ရလေရှိပြီးအမှုပညာလောက်ကိုတမိသားစုလုံးအားကျုံမှန်တက်လုပ်နေခဲ့ကြတာပဲဖြစ်ပါတယ်။ မင်းသားကြီးတလက်ရဲ့ဇနီးဆိုတဲ့အတိုင်းနောက်ကနေပံပိုးမှုတွေဟာကောင်းမွန်လွန်နေခဲ့တာကြောင့်တရုတ်ဆောင်ပိုင်းမှာအတွေ့အကြုံမရှိခဲ့တဲ့ဇနီးတွေကလည်းရိုက်ကွက်တိုင်းကိုပံပိုင်နိုင်နိုင်တရုတ်ဆောင်နိုင်နေခဲ့ပါတယ်။ဒါကြောင့်ပြည်သက်တွေကအကယ်ဒမီမင်းသားတလက်ကိုယူထားတာကြောင့်မင်းသမီးတလက်ဖြစ်လာခဲ့တဲ့သူမကိုဝိုင်းပြီးအားကျနေခဲ့သလိုနေတိုးရဲ့ရှေ့ဆောင်လမ်းပြကောင်းမှုဟာတကယ်ကိုမှအယောင်အဝါတွေတောက်ပနေခဲ့တယ်လို့ဆိုလာခဲ့ပါတယ်။ တချို့ကြတော့လေတခြားသောမင်းသားတွေလည်းအခုလိုမျိုးမိမယူခဲ့ကြပေမဲ့မိမဖြစ်သူကိုပွဲထုတ်ဖို့မင်းနေခဲ့ကြောင်ပြောလာကြပြီးမင်းသမီးလေးတယောက်လိုလှည့်ရနိုင်လုံးနဲ့မြင့်မြတ်ရဲ့ဇနီးတဲ့စီကိုမျှဥလှဲ့လာကြပါတော့တယ်။ဒါပေမဲ့လည်းမြင့်မြတ်ဆိုတာကြောင်ညာရိုက်ကူးမှုတွေမရှိသလောက်ရှားတာမို့ကိုကသာတယောက်ဆောင်တယောက်ဖြစ်ချင်တယ်ဆိုရင်နေတိုးလိုမျိုးအောင်မြင်ကြော်ကြတဲ့မင်းသားတလက်ကိုပဲရွေးချယ်ဖို့စိတ်ကူးနေခဲ့ကြပါတော့တယ်။ဘလိုပဲဖြစ်ဖြစ်ပါမင်းသားနေတိုးကတော့အနုပညာအလုပ်ကိုဘလောက်တောင်ယူသွတ်တယ်လဲဆိုတာကိုသူ့ရဲ့မိသားစုကသာကြည့်လိုက်လို့ရနေပါပြီဗျာ။ ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့လည်းနေတို့ရဲ့မိသားစုအပေါ်မှာထားတဲ့သဘောတရားကိုအားကျနေကြပြီလားဆိုတာဖြေပေးသွားကြပါအောင်ဗျာ။ ကယ်ဒမီနေတိုးနဲ့သူ့ရဲ့မိသားစုအမှုပညာလန်ခီမှာဒီတက်အောင်မြင်မှုရရှိပါစေလို့ဆုတောင်းရင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအခုလိုမျိုးမြန်မာနိုင်ငံကဆယ်လီအကြောင်းအရာတွေအမှုပညာသတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ